တော့အိန္ဒိယဆိုရင်လည်းဒီလိုပဲကျွန်တော်တို့ကမီဇိုရန်နဲ့ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကနယူဒေလီနဲ့ကျွန်တော်တို့ကတခါပဲဆက်ဆက်ပြီးတော့ဖြည့်ရှင်းရအောင်အဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အခုဖြစ်နေတဲ့နယ်နိမိတ်တွေကဒါနိုင်ငံရေးနယ်နိမိတ်လို့ပြောတာပေါ့နိုင်ငံရေးပထဝီဝင်ရရဖြစ်လာတဲ့နယ်နိမိတ်တွေအရင်တုန်းကနယ်နိမိတ်တွေနဲ့မတူဘူးဒါအရင်တုန်းကလို့ပြောမယ်ဆိုရင်အာတန်မဏိဘူရကကျွန်တော်တို့ကိုအခွန်ဘန္နာဆက်နေတဲ့နိုင်ငံပဲပြည်နယ်တွေပဲ အာကျွန်တော်တို့တိုင်းဒေသလေးနဲ့ကင်တော်တော်များများဟာနေဆက်ကိုအခြေပြုပြီးလုပ်တာဆိုတော့ထိုင်းနဲ့နေဆက်တဲ့လက်နက်ကင်ဖွဲ့တွေရှိတယ်။အိန္ဒိယနဲ့ဆက်ဆက်နေတဲ့လက်နက်ကင်ဖွဲ့တွေရှိတယ်။တရုတ်နဲ့ဆက်ဆက်နေတဲ့လက်နက်ကင်ဖွဲ့တွေရှိတယ်။နိုင်ငံမပြိုကွဲရေးနဲ့အခုပြဿနာတွေကြီးရတဲ့အကြောင်းရင်းဖြစ်တဲ့ဒန်းတူညီများကြီးဖက်ဒရယ်ကြီးကိစ္စကိုဖိပစီစီဆောင်ရွက်ဖို့လိုတယ်။အဲ့ဒါဟိုအထူးသဖြင့်တော့အာနာကိုစုတ်ကင်ထားတဲ့ ဒါတက်မတော်အနေနဲ့ကတော့တော်ဝန်အရှိဆုံးဖြစ်တယ်။ဒါကျွန်တော်တို့နိုင်ငံမှာလည်းအခုဒါဟာလာရုရှားနဲ့ဆက်ဆံရေးတိုးမြင့်လာတဲ့ကိစ္စအပိုင်းများဆိုတာကအဲ့တော့ဒေတာတွင်းအင်အားမျှကြီးအစ်စ်တကူဥတည်နေတယ်။အဲ့တော့ဥတည်နေတဲ့အချိန်မှာနိုင်ငံတွင်းမှာပြည်ပကကြီးနေရင်ကျွန်တော်တို့နိုင်ငံငယ်လေးတွေကဟိုစကလုံးမရှိတဲ့အချုပ်ချာအာဏာတို့ပါလို့ဆိုတာကိုယ့်ဂျမကိုဖန်တီးနိုင်ခွင့်ပျောက်သွားလိမ့်မယ် ဒီမနိုင်ငံလက်ရှိအနေအထားကဒီတော်တော်လေးလည်းဒီပဝန်းကျင်နိုင်ငံတွေရဲ့ပါဝင်ပတ်သက်မှုတွေလည်းတော်တော်လေးခက်ခဲဝုန်းဝုန်းတွေဖြစ်လာတယ်ဖြစ်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံးစပြီးပြန်ကောက်ချင်တာဒီတစ်တုံများနှစ်ခွစစ်စင်ရေးရနေစပြီးဒီတရုတ်ပါဝင်ပတ်သက်မှုအခြေအနေကိုကျွန်တော်ပြန်ပြီးဆွေးနွေးချင်တာဗျဒီလက်ရှိပေါ်တော့တစ်တုံရနှစ်ခုစစ်စင်ရတယ်မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးမှာတရုတ်ရဲ့ပေါင်းပတ်သက်မှုကဘယ်လောက်တိုင်းတာဒီတက်ရောက်နေသလဲ လိုဖြန့်ကနာကနေဖြစ်နေလဲဆိုတာသိချင်ပါဘူးဟိုတကယ်ကတော့ကျွန်တော်နိုင်ငံတကာဆက်ဆံရေးဆိုတဲ့အခါမှာနိုင်ငံတကာလို့ပြောပြီးမယ်အနည်းဆုံးကတော့ဒါကျွန်တော်တို့မြန်မာဆိုယူစကားမှာလည်းအရှိခွန်နဲ့နောက်ခွန်နဲ့ညာဒါဆူမျိုးတဲ့တောင်မှဒါပို့ပြီးတော့ရင်းနှီးတယ်အရေးကြီးတယ်ပေါ့နော်အဲ့တော့ဒါတရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းဒါထိစပ်နေတဲ့တလျှောက်မှာအခြေပြုပြီးတော့တိုင်းသားလက်နက်ကင်ဖွဲ့စည်းပြီးဒါနှစ်ပေါင်းများစွာရှိရှိလာတယ်ပေါ့ ါအရင်တော့ဆိုရင်ဒါဗမာပြည် Community Party ဆိုလို့ရှိရင်လည်းဒါပွင့်လင်းနေပြောရရင်ဒီချိန်တော့ဟလာဒါပြည်ဥနိုင်ငံရဲ့အထောက်ပံ့နဲ့ပူရက်တည်ခဲ့တာလည်းရှိတယ်ပေါ့အဲဒီချိန်ကတော့ဒါစီရေးကာလဒါဝါရရေးရာတိုက်ပွဲပြင်းထန်တဲ့အချိန်ပေါ့အဲ့တော့ဗမာပြည် Community Party ပြိုကွဲသွားပြီးတော့ဒါတိုင်းသားလည်းနိုင်ငံအဖွဲ့တွေဖြစ်လာတဲ့ခါကျတော့လေအပြစ်ခံရစဲရေးတွေလုပ်ထားတယ်ဆိုပေမဲ့အဓိကဒီတိုင်းသားလည်းနိုင်ငံအဖွဲ့တွေနဲ့ဒါအင်ကြီးချင်းဒါအထူးသဖြင့်တော့ လူနံပြည်နယ်ပေါ့နော်သူတို့ ਨੇ ဆက်ဆံရေးတွေရတော့ရှောက်ရှိခဲ့တယ်နောက်တစ်ခုကလည်းဒီလူမျိုးစုဆိုတဲ့သဘောကနယ်နမိတ်ပထမီနယ်နမိတ်အရာကပိုင်းခြားလိုက်ပြီမယ်ဟိုဘက်ဒီဘက်မှာရှိနေတယ်အဲ့တော့ရှိနေတော့ဒီဘက်ကဒါကချင်ဆိုရင်ဟိုဘက်မှာဂျင်းဖောပေါ့ဒါဒီဘက်ကရှမ်းဆိုဟိုဘက်မှာတာယူပေါ့အစရှိတဲ့ပြင်ဒါအခါတို့လာဟူတို့အစရှိတဲ့ဟိုလာဝါတို့ဆိုတာတွေကလည်းနယ်နမိတ်တစ်ဖက်စီမှာနေထိုင်နေကြတာဖြစ်တော့ ဟိုသွေးသားအရာမျိုးနွယ်စုအရာဆက်ဆက်မှုတွေလည်းရှိတယ်လို့စီးပွားရေးအရာဆက်ဆက်မှုတွေလည်းရှိတယ်အဲ့တော့အခြားကတော့ဒါကျွန်တော်တို့ဟလာဟိုခံမှန်းလို့မရနိုင်တော့အောင်နည်းနည်းတဲ့အခြားရည်ရွယ်ချက်တွေလည်းအများကြီးရှိနိုင်တာပေါ့ဒါကြောင့်ဟိုဒါပြုတ်နိုင်ငံရဲ့အခန်းကဏ္ဍဟာဒါကျွန်တော်တို့ပြီးခဲ့တဲ့ SCE တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးစာချုပ်ထုတ်ဆိုတဲ့အချိန်တုန်းကလည်းဒါအတိတ်တည်းပြင်တဲ့ဒါပါလာခဲ့တဲ့ ဲ့တော့နောက်ဆုံးမှာလာနေရေးတော့မြန်မာနိုင်ငံရဲ့တန်တမာဆက်ဆံရေးမှာအင်မတန်အရေးကြီးပါတယ်။အစိုးရတော့ဒီလက်ရှိမြန်မာနိုင်ငံရဲ့အခင်းချင်းကတရုတ်နိုင်ငံရဲ့သဘောထားပေါ်မှာအများကြီးမူတည်တယ်လို့လည်းပြောတယ်ပေါ့နော်။တရုတ်ရဲ့ဖီယာကလည်းဒီမှာပြည်တွင်းထဲမှာတော်တော်လေးကြီးတယ်လို့လည်းပြောကြတယ်။ဒီပေါ်မှာရောဥပိုလ်ကြီးဘယ်လိုမြင်လဲပြ။တော်တခုရှိတာတော့အဓိကကကိုပြည်တွင်းရေးပြဿနာပဲအဲ့တော့ကိုရဲ့ပြည်တွင်းညီညွတ်မှုမတည်ဆောက်နိုင်ဘူးဆိုလို့ရှိရင် ဘယ်အသီးသီးရကိုယ်ကိုထောက်ခံမဲ့အင်အားကိုရှာကြတာပဲနော်အဲ့ဒါလိုဖြစ်တဲ့အခါကျတော့ဒါအထူးသဖြင့်ခုနကကျွန်တော်တို့တိုင်းသားလေးနဲ့ကင်တော်တော်များများဟာနေဆက်ကိုအခြေပြုပြီးလုပ်တာဆိုတော့ထိုင်းနဲ့နေဆက်တဲ့လက်နက်ကင်ဖွဲ့ရှိတယ်အိန္ဒိယနဲ့ဆက်ဆက်နေတဲ့လက်နက်ကင်ဖွဲ့ရှိတယ်တရုတ်နဲ့ဆက်ဆက်နေတဲ့လက်နက်ကင်ဖွဲ့ရှိတယ်ဆိုတော့အဲ့တော့ဘာပဲပြောပြောဒီလိုမျိုးဆက်ဆက်မှုတွေကတော့တော့ရှိနေတယ်ပေါ့ရှိနေတဲ့အထက်မှာအထူးသဖြင့်ဒီသဘာဝတရားစတာ ဒီတရားမဝင်ကုန်သွယ်မှုเนาะအရိကနေဆက်ဆက်ပြီးတော့ကျွန်တော်တို့ဟိုတရားဥပဒေစိုးမိုးမှုကင်းမဲ့တဲ့နေရာတွေလုံခြုံမှုစိန်ခေါ်မှုရှိနေတဲ့နေရာတွေမှာအခြားလောင်းကစားကိစ္စတွေဒါလူကုန်ကူးမှုပြဿနာလည်းနဲ့မောင်းကိုပြဿနာမူရစီဝါတဿနာဆိုတာတွေအားလုံးကလည်းဒီပြฏิပက္ခနဲ့ဆက်ဆက်နေတယ်ဒါကြောင့်ဒါအိန္ဒိယနိုင်ငံတွေနဲ့ဆက်ဆံရေးပါဒါတွေအားလုံးနဲ့ဆက်နေ ကျွန်တော်တို့အိန္ဒိယနိုင်ငံလို့ဆိုတဲ့ကောင်မှာဒီကျွန်တော်တို့အိန္ဒိယဘက်ကိုလည်းကြည့်ရမယ်ဆိုတော့အခုလက်တော်ဆိုရင်ကျွန်တော်တို့ဟိုအတန်တိတော်တော်များများကျေပြန့်လာတာပေါ့နော်အိန္ဒိယရဲ့မီဇိုရန်လွတ်တော်အမတ်ကဒီချင်းရဲ့ CNF ဌာနချုပ်ကိုတွားတယ်ပေါ့နော်ပြီးရင်ချင်းပြည်နယ်ကိုဒီအိမီဇိုရန်နဲ့နဲ့ပေါင်းပြီးစီးဖို့ဆိုပြီးတော့စီယုံတာတွေဆွေးနွေးတာတွေရှိရလို့လည်းကြားရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီမနီလွတ်တော်အမတ်ကလည်းဒီ တမှုရကဘောကြိုင်ဝိုင်းကိုမဏိပူရဲကိုပြန်ထည့်ဖို့ဆိုတဲ့အားမျိုးပြောလာရှိတယ်။အစိုးရကကြတော့မြန်မာနိုင်ငံရဲ့နေပြည်ပိုင်နဲ့တေကအင်းဒီချင်းနိုင်ငံတွေရဲ့အနေထားပေါ်မှာဟိုချင်းချင်းမှုတွေခံနေရတယ်လို့ပြောလို့ရသလား။ဒါမှမဟုတ်မြန်မာနိုင်ငံကဘာကြောင့်ဒီလိုမျိုးအခင်းကျင်းနေတွေရောက်နေရတယ်လို့မြင်တယ်။အခုကတော့ကျွန်တော်တို့နိုင်ငံရဲ့ပထဝီနေသားကိုကြည့်ချာကျွန်တော်တို့နားလည်ဖို့လိုတယ်။အဲ့တော့တကယ်က ဟိုတန်း1400လောက်ရှိတဲ့အိန္ဒိယချင်းနိုင်ငံကြီးတွေကြားထဲမှာကျွန်တော်တို့ကနေရတာ။အော်ဒါကြောင့်မလို့လေကျွန်တော်တို့ဒါပြည်တွင်းညီညွတ်ရေးဒီတိုင်းသားအားလုံးနဲ့ဒါညီညွတ်ရေးတန်းတူညီမျှရေးကိစ္စကအသိပေးကြည့်တယ်။အဲ့တော့ကျွန်တော်တို့မှာပြฏิပက္ခဖြစ်ပြီးဆိုရင်အိန္ဒိယချင်းနိုင်ငံတွေနဲ့ဆက်ဆံမှုလို့ပါလာ။အဲ့တော့နောက်တစ်ခုကလည်းကျွန်တော်တို့ကသတိပြုရမှာကတန်တမာဆက်ဆံရေးမှာအခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ ဒါအနောက်နိုင်ငံတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကနိုင်ငံတည်းဆက်ဆံရေးကိုချင်းကပ်တဲ့အခါမှာအဲ့ဒီနိုင်ငံတစ်ခုလုံးရဲ့ policy လားဆက်ဆံနေတဲ့ဒေတာကဆောင်ရွက်မှုတွေလားဆိုတာကိုကျွန်တော်တို့ကအကြေပြတ်ဖို့လိုတယ်။ဥပမာဖြင့်ကျွန်တော်တို့ဒါတရုတ်နိုင်ငံဆိုရင်လည်းပဲပြောရင်အဲ့ဒီလက်နက်ကင်အဖွဲ့အစည်းများကအဓိကဆက်ဆံနေရတာယူနန်နဲ့ဆက်ဆံနေရတယ်။အဲ့တော့ယူနန်ရဲ့ policy ကို တရုတ်နိုင်ငံတော်တစ်ခုလုံးရဲ့ policy လို့တွားပြီးကောက်ချက်ချမိနေကျွန်တော်တို့တုံ့ပြန်တာတွေကလွဲချော်သွားနိုင်ပြီးတော့အန်ဒီရလည်းကြည့်အဲ့တော့ဒါကြောင့်မလို့တကယ်လို့ကျွန်တော်တို့ကထိစပ်နေတဲ့ဒေသတွေနဲ့ပတ်သက်တဲ့ပြဿနာဆိုရင်ဒီနေပြည်တော်ပေါ့သူတို့ရဲ့နေပြည်တော်ဘေကျင်းနဲ့ကျွန်တော်တို့ကတိုက်ရိုက်ဆက်သွယ်ပြီးတော့ဖြေရှင်းနိုင်ဖို့လို့အဲ့တော့အိန္ဒိယဆိုရင်လည်းဒီလိုပဲကျွန်တော်တို့ကမီဇိုရန်နဲ့ဖြစ်တယ်ဆိုရင် ကျွန်တော်တို့က new daily နဲ့ကျွန်တော်တို့ကတခါလေးဆက်ဆက်ပြီးတော့ဖြည့်ရှင်းအောင်အဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အခုဖြစ်နေတဲ့နယ်နိမိတ်တွေကဒါနိုင်ငံရေးနယ်နိမိတ်လို့ပြောတာပေါ့နိုင်ငံရေးပထဝီဝင်ရရဖြစ်လာတဲ့နယ်နိမိတ်တွေအရင်တုန်းကနယ်နိမိတ်တွေနဲ့မတူဘူးဒါအရင်တုန်းကလို့ပြောမယ်ဆိုရင်အာတမဏိဘူရကကျွန်တော်တို့ကိုအခွန်ဘန္ဒာဆက်နေတဲ့နိုင်ငံပဲပြည်နယ်တွေပဲသို့တော့အင်္ဂလိပ်မြန်မာပထမစစ်ပွဲပြီးသွားတဲ့အချိန်ကစပြီးတော့ဒါကအိန္ဒိယပိုင်းနဲ့တဲကိုဒါလုံးဝပဲရာ အဲမဲနမိမြင်းကြောင်းဆွဲတဲ့အခါမှာအတမခံရရအဲ့တော့တချင်းနဲ့ပတ်သက်ရင်လည်းကျွန်တော်အခေါ်မျိုးမျိုးနဲ့တချို့ကလည်းတီးကြားမျိုးနွယ်စုလို့ပြောတယ်တချို့ကလည်းချင်းမျိုးနွယ်စုထဲမှာပါတယ်လို့လည်းပြောတယ်ဥပမာပြင်နာဂလို့ကွကီးလို့ဟလာပြောလို့ရှိရင်ဇိုမီလို့ပါလို့ကိုဒါအဲ့တော့သို့တော့ဒါရေပူရအပြင်ပြောရင်တော့ချင်းလန်ဆိုပြီးတော့သူကချင်းမျိုးနွယ်စုလို့ပြောတယ်အဲ့တော့မဲနမိတတ်မှတ်လိုက်တဲ့အခါကျတော့အိန္ဒိယရဲ့ရောက်သွားတဲ့ ချင်းအနယ်ကြီးရှိတယ်လို့မြန်မာနိုင်ငံထဲမှာခြံနေတဲ့ချင်းအနယ်ကြီးရှိတယ်။တချို့လဲဒါဘင်္ဂလားဒေ့ရှ်ထဲမှာရှိနေတဲ့အားကြီးလဲတချို့ရှိ။ဆိုတော့အဲ့ဒီနေရာမှာ तू ကအမျိုးသားကြီးပေါ့ဒါ nationalist तू ကအားကောင်းလာတဲ့အချိန်မှာဒီမီဇိုရန်ဝန်ကြီးချုပ်ကိုလိုက်ကကျွန်တော်ကဒါသတင်းမီဒီယာတွေမှာလေ့လာလို့ရတယ်လို့ပြော तू ကတကယ်ချင်း nationalist ပဲ။ဒါကြောင့်မလို့လဲ2024လဲမှာအမေရိကန်ကိုရောက်တဲ့အခါကျတော့ ဒါအင်ဒီယားနာပြည်နယ်မှာချင်းတော်တော်များများရှိရှိတော်ဒီချင်းအဖွဲ့ချင်းလူမှုအဖွဲ့အစည်းပေါ့ချင်း community နဲ့တွေ့တဲ့အချိန်မှာဒါအိန္ဒိယမှာရှိတဲ့ချင်းတွေဘာမှရှိဒီမှာကြီးတဲ့ချင်းတွေညီညွတ်ကြဖို့ဘာလို့ပြောသွားတဲ့ကိစ္စကသူကဒီနိုင်ငံတကာနိမိတ်ကိုကြော်လွန်လာတဲ့သဘောထားတွေဆိုလို့တွေ့ရတယ်ဆိုတော့အဲ့တော့ဒါကြောင့်မလို့အဲ့လိုမျိုးခုလိုမျိုးဖြစ်လာပြီဆိုတဲ့အခါကျရင်ကျွန်တော်တို့ကဘယ်လိုပြင်ဆင်မလဲဆိုတာကိုနိုင်ငံတော်အနေနဲ့စဉ်းစားတဲ့ တော့စဉ်းစားတဲ့အခါကျတော့နှစ်နိုင်ငံချင်းချုပ်ဆိုတဲ့စာချုပ်တွေပြီးတော့နိုင်ငံတကာအဆင့်ချုပ်ဆိုတဲ့စာချုပ်တွေအစရှိသဖြင့်အဲ့ဒီဟာတွေကိုကျွန်တော်တို့ကပြန်ကိုးကားဖို့လို့ပြီးတော့မှကျွန်တော်တို့ကဗဟုအစိုးရနဲ့ဒီကိစ္စကိုတန်ငင်းတမန်ချင်းနဲ့ဆွေးနွေးညှိနှိုင်းဖို့လို့အဲ့တော့ဒါကြောင့်မလို့ဟိုနိုင်ငံဆက်ဆံရေးအန္တရာယ်ရှိတဲ့ကိစ္စတွေကိုဒါကျွန်တော်တို့ဆိုရင်အများကြီးကျွန်တော်တို့ချင်း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 နဲ့ကျွန်တော်တို့စဉ်းစားတယ် ဲ့တော့နောက်တစ်ခုကလည်းဒီသက်ဆိုင်ရာနိုင်ငံတွေနဲ့ကျွန်တော်တို့လည်းရင်းနှီးတဲ့ဆက်ဆံရေးတွေရှိတဲ့အတွက်ကြောင့်ဒါအိန္ဒိယဆိုလည်းဒါကျွန်တော်တို့ဒါမကြသေးခင်ကဒါကျွန်တော်တို့ဟိုအိန္ဒိယနိုင်ငံရဲ့ဖွဲ့စည်းပုံခြေခံဥပဒေနဲ့ Federal Senate ကိုလေ့လာရေးတွားခဲ့အဲ့တော့ဒီအပိုင်းမှာလည်းကျွန်တော်တို့ဒါရန်ကုန်မှာလုပ်ဖို့ရှိတယ်ဆိုတော့အဲ့လိုမျိုးဒါအိန္ဒိယအစိုးရနဲ့ဆက်ဆံခွင့်ရှိနေတယ်ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိနေတဲ့အချိန်မှာဒီကိစ္စတွေကိုကျွန်တော်တို့ကတငင်းတမန်ကြီးနဲ့ပြောဖို့ရအဲ့တော့နိုင်ငံတော်အဆင့်ကပြောသလို ိုပြောရင်တော့ကျွန်တော်ကနိုင်ငံတော်အဆင့်မှာတော့ track 1လို့ခေါ်တာပေါ့အဲ့တော့နိုင်ငံတော်အဆင့်မဟုတ်တဲ့သူတွေကိုတော့ track 2လို့ခေါ်တာပေါ့အဲ့တော့ဒါနောက်တစ်ခါ track 1.5ဆိုတာကတော့နိုင်ငံတော်အဆင့်မှာလည်းကျွန်တော်တို့ကပြောဆိုဆွေးနွေးနိုင်တဲ့အဆက်အသွယ်ရှိတယ်အဲ့တော့တာမန်နိုင်ငံတော်မဟုတ်တဲ့တာမန်ပြည်သူတွေနဲ့လည်းကျွန်တော်တို့အထိဆက်နေတဲ့အခါကျတော့ track 1.5အနေနဲ့ဒီလိုကိစ္စမျိုးတွေကိုပြင်ရှင်းရတာရှိတယ်။အဲ့တော့ကျွန်တော်စီကိုဆိုရင်ဒါကျွန်တော်စီကိုလှမ်းပြီးတော့ ဟိုတိုင်ကြားတယ်ပေါ့နော်တရင်ပို့တယ်။ဒါဆိုကလေးတမှုမှာဒါကျွန်တော်အဖွဲ့ကြီးရှိတယ်။ကျွန်တော်ရဲဘော်ကြီးရှိတယ်။အဲ့တော့ဟိုဘက်မှာခြံစည်းရိုးရွှေ့ဆိုင်တာကြီးကျူးကျော်တဲ့ကိစ္စတွေပါဖြစ်တယ်။အဲ့တော့ပြောရင်လေဒီအရူမတင်တ်လို့ပြောရင်သူတို့မှာလုံခြုံရေးပြဿနာရှိတယ်။အဲ့တော့ဒီလိုပြောရင်လည်းဟိုဟိုမျိုးချစ်ဆိုလို့ရှိရင် ဟိုစစ်တပ်ဘက်ကလူတွေစစ်တပ်နဲ့ပူးပေါင်းတဲ့လူတွေဆိုပြီးတော့ရန်ရှာတာမျိုးဖြစ်မလားနောက်တစ်ခုကမီဇိုရန်ဘက်မှာစစ်ပေးဆောင်ဒုက္ခတွေကျွန်တော်တို့ဘက်ကရွှေ့သွားတာကြီးပဲမနစ်ကအခြေအနေတီ၄000ကျော်ရှိအဲ့တော့ပူမာရောက်နေတဲ့ကိုယ်နိုင်ငံသားတွေဖိအားပေးခံရတာအကျက်တဲရောက်တာမျိုးဖြစ်မလားဆိုတာမျိုးတွေသူတို့ဟိုချင့်ကြင်နေရတဲ့အားတွေကိုကျွန်တော်လမ်းပြီးတော့ပြောတယ်အဲ့တော့ပြောတော့ကျွန်တော်တို့ကျွန်တော်နဲ့ထိဆက်နေတဲ့သူတွေကိုချက်ချင်းကျွန်တော်ပြောပါတယ် ကျွန်တော်ဒါကိုတင်ပြပါမယ်ဆိုတော့ဒါကဒီလိုမျိုးအကဲဆက်တဲ့ကိစ္စတွေမှာကျွန်တော်တို့ဟိုနိုင်ငံတကာဆက်ဆံရေးရအတန်းတင်းတမန်ပြင်းရချင့်ချင်ရတဲ့ကိစ္စတွေเนาะဒါလေးတွေကိုဒါကျွန်တော်တို့ပြန်ပြီးတော့ပြောပြပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကအိန္ဒိယနဲ့ထိစပ်နေတာကအလုံးမိုင်ပေါင်း1030ရှိတယ်အဲ့တော့မိုင်ပေါင်း1030ဒါကီလိုမီတာနဲ့ဆိုရင်တော့1626ကီလိုမီတာပေါ့ ဆိုတော့အဲ့ဒီမှာ dynamic တိုင်းတာပြီးတဲ့ကိစ္စက900နဲ့900မိုင်ကျွန်တော်တို့တိုင်းပြီးတာအဲ့တော့တကယ်တကယ်ကဒီလိုမျိုးဟလာ dynamic တိုင်းတာတဲ့သတ်မှတ်တဲ့ကိစ္စတွေကလည်းနိုင်ငံတော်အဆင့်ကျွန်တော်တို့ daily နဲ့နဲ့ညီတိုင်းဆောင်ရွက်ရမယ့်ကိစ္စတွေအများကြီးရှိတယ်အဲ့တော့အဲ့လိုတိုင်းတာပြီးတဲ့အထက်မှာကဘောချိုင်ခွန်လည်းပါတယ်တကယ်ကပြောရရင်ကျွန်တော်တို့ dynamic တိုင်းတာပြီးသားရဲ့မှာကဘောချိုင်ခွန်ပါတယ်အဲ့ဒါကိုလည်းနိုင်ငံသဘောတူပြီးသားဖြစ်တယ်။ပြီးတော့ဒါ2014 တော့ဥသိမ်းစင်အစိုးရလက်ထက်မှာပေါ့နော်ဒါနှစ်နိုင်ငံဒါ MOU ပေါ့နော်ဒါနှစ်နိုင်ငံသဘောတူစာချုပ်လေးထိုးထားပြီးဖြစ်တယ်။အဲ့တော့ဒါကတော့ဒီဟာကိုကျွန်တော်တို့ကဟိုဒေါသတကြီးနဲ့တုတ်ပြန်လိုက်မယ်ဆိုရင်ဒီနှစ်နိုင်ငံဆက်ဆံရေးဒီထိခိုက်လောက်တဲ့အထိကျွန်တော်တို့ကလုပ်မလား။တစ်ဖက်မှာတော့ကျွန်တော်တို့ကမျိုးချစ်စိတ်ပေါ့ဟိုကုနိုင်ငံရဲ့အချုပ်အခြာအာဏာဟိုငယ်နမိတ်ကိုကျွန်တော်တို့ကဟိုထိခိုက်မခံနိုင်ဘူးမခံကျင်ဘူးဆိုတော့ဘာလို့ကျွန်တော်ဆိုတော့ ျွန်တော်နိုင်ငံရဲ့နယ်နိမိတ်ခြံစည်းရိုးတွေကိုပတ်ပတ်လည်ကျွန်တော်ကြောက်တယ်ဗျကျွန်တော်ရခိုင်ပြည်ပကစုံစမ်းစစ်ဆေးရေးကော်မရှင်လုံးကဒါဘူးစည်းတော်ပေါင်းတော်နယ်နိမိတ်မှတ်တိုင်တွေရောက်ပြီးတော့ပြောရရင်ကျွန်တော်စက်သိန်းငွေညှစ်ထားဟိုဒါငါတို့ကာကွယ်ရမယ်ခိန်တင်စောင့်ရှောက်ရမယ်ငါတို့ရဲ့အမိမြေဆိုတဲ့ဟာဒီနေရာမှာကျွန်တော်နိုင်ငံသားအနေနဲ့ဖြစ်တဲ့ခံစားမှုကိုပြောတယ်ကျွန်တော်တရုတ်နယ်စပ်တွေရောက်တယ်ကျွန်တော်ဟာလာတရုတ် ကိုနေကြကြောက်တိုင်းနဲ့ခြံစည်းရိုးတွေရောက်တဲ့အခါကျရင်ကျဲလေးမွေးမြတ်တာ။ time ပဲချမ်းပြီကျွန်တော်ဒါမေဇက်တွေကျွန်တော်ခြံစည်းရိုးတွေကျွန်တော်ရောက်တဲ့အခါဒီလိုမျိုးဖြစ်တယ်။အဲ့တော့ဒါကတော့နိုင်ငံချစ်စိတ်ကိုပြောတာ။သို့တော့နိုင်ငံချစ်စိတ်ဆိုပြီးတော့ကိုယ်နိုင်ငံထဲမှာမညီမမျှဖြစ်နေတဲ့ကိစ္စ။အဲ့တော့တိုင်းရင်းသားတွေဒန်းလူကြီးနဲ့မခံစားရတဲ့ကိစ္စပါတော့ကျွန်တော်မတောင်းရှိဘူး။ဒါကဖြည့်ရှင်းရမှာတပိုင်။သို့တော့အဲ့တော့ဒီလိုမျိုးဒါဒီနေကြကြောက်တိုင်းကိစ္စမျိုးနေစက်ကြီးခြံစည်းရိုးရွှေ့တဲ့ကိစ္စမျိုးကတရုတ်နယ်စပ်မှာလည်းဖြစ်နေတယ် ဒီလိုပဲကျွန်တော်တို့ကနေချာကော်မတီတရားတစ်ဆင့်ကျွန်တော်တို့ညီနိုင်ရအဲ့တော့ဒါကြောင့်မလို့ဒီကိစ္စကိုကျွန်တော်ကင်တွယ်ဖြေရှင်းတဲ့အခါမှာကျွန်တော်တို့ဒါအိန္ဒိယနိုင်ငံသားတန်ယုံတန်တမန်ပိုင်းတာဝန်ရှိတဲ့သူတွေနဲ့ပြောဆိုရမှာဖြစ်တယ်လို့ဒါကိုစိတ်လိုက်မှန်ပါတော်ပြီးလုပ်လို့မရဒါကအိန္ဒိယနိုင်ငံရဲ့ policy ရပြောရင်ပြည်နယ်တွေကအဲ့ဒီကိစ္စကိုဆုံးဖြတ်ခွင့်မရှိအိန္ဒိယနိုင်ငံရဲ့ဖွဲ့စည်းပုံဖြစ်တာဥပဒေအရအဲ့တော့ ဒါကိုတည်တည်မှုမှုကင်ပြွယ်ဖို့အတွက်ကတော့ကျွန်တော်နိုင်ငံချစ်စိတ်နဲ့ကျွန်တော်တို့ကဆက်လက်ပြီးတော့ဆောင်ရွက်တော့မှာဖြစ်ပါတယ်။အဲဆိုတော့ကျွန်တော်ဆိုတာကဟိုတခြားလုံး active space ပေါ်ကလာလာတာ။ဟလာထစ်ခနဲ့ရှိရင်ဟလာကျွန်တော်တို့ပြင်းပြင်းထန်ထန်ပြောခဲ့ဆိုခဲ့တာကြီးကြီးညာချက်တွေအဆောင်ဆုံးထုတ်ခဲ့တာကြီးအားလုံးကကျွန်တော်နှစ်30လောက်ကျွန်တော်လုပ်ခဲ့ပြီနော်။အဲ့တော့အခုချိန်မှာကျတော့ကျွန်တော်တို့ကဒီကိစ္စကဘယ်သူ့ကိုရင်ညွှန်းတာလဲ။အိန္ဒိယဗဟိုအစိုးရကိုရည်ညွှန်းတဲ့ကိစ္စဆိုရင်အိန္ဒိယဗဟိုအစိုးရနဲ့တိုက်ရိုက်ကြတော့စကားပြောဖို့တော့ ပြည်내ကိုညှို့ညွှန်တာဆိုရင်လည်းပြည်내ကိုကျွန်တော်တို့ကသူနဲ့တင့်တင့်လျောက်ပတ်တဲ့ဆက်သွယ်ရေးလမ်းကြောင်းကျွန်တော်တို့ရှာဖွေပြီးတော့ကျွန်တော်တို့စူးစမ်းဖို့လုပ်တို့တော့ဒါဒီအားလုံးကိုပြန်ချုပ်လိုက်ရင်တော့မီးရှိလို့မီးကိုထွက်တာပေါ့ဗျာကိုယ်နိုင်ငံထဲမှာမီးလောင်နေတဲ့အခါကျတော့မီးကိုထွက်တာပေါ့အဲ့ဒီမှာဟလာဟိုအပြင်ကနေဝင်ပြီးတော့ရက်ကပ်ပေးတာတို့လောင်စာထိုးတာတို့လည်းအမျိုးမျိုးဖြစ်လာတယ်ပေါ့ဒါကြောင့်မလို့အဓိကကတော့ပြည်အင်အားဒီပြည်တွင်းမှာသာရှိသည်ဆိုတာသက္ကလုံမဟုတ်ဘူး ကျွန်တော်တို့တကယ်ကိုဒီထဲမှာရှိတဲ့အင်အားစုတွေပြန်ပြီးတော့ဆွေးနွေးညီနိုင်နိုင်ဖို့ဖြည့်ရှင်းနိုင်ဖို့ကအဓိကကြားရလို့ပဲမြင်ပါတယ်။မြောက်ပိုင်းဖွဲ့တွေကိုကြည့်လိုက်ရင်လည်းတရုတ်ရဲ့ပေါင်းပတ်သက်မှုကလည်းမြောက်ပိုင်းဖွဲ့တွေနဲ့ပတ်သက်ပြီးကြီးထွားလာတယ်။ဒီဒီဘက်ကိုကြည့်လိုက်တော့လည်းကျွန်တော်တို့အိန္ဒိယရဲ့ပေါင်းပတ်သက်မှုကအခုဆိုရင်ရှေ့ကိုရောက်လာတဲ့ပုံစံမျိုးဖြစ်လာတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့အနောက်ဘက်ကိုပြန်ကြည့်တော့လည်းဒီဘင်္ဂလားဒေ့ရဲ့ဘက်မှာဒါရှိတ်ဟာဇီနာဖြုတ်မချခံရတယ်တော့လည်းပြောသွားတာရှိတယ်ပေါ့နော်။အဲဒီဒီနိုင်ငံကြီးတနိုင်ငံကဒီဘင်္ဂလားဒေ့နဲ့ မြန်မာနိုင်ငံရဲ့လေ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 တချို့ဖက်ယူမှပြီးဖြစ်ရနိုင်ငံတစ်ခုထူထောင်ဖို့ဆိုပြီးညှိတာတွေပါရှိတယ်ဆိုပြီးပြောတတ်နေလဲကြားတယ်ပေါ့နော်အဲ့ဒီမှာမှအခုဆိုရင်ဒီ ARS အပါဝင်လက်ဟိုမစင်းနေလက်နက်ကိုင်ဖွဲ့သုံးဖွဲ့လဲပေါင်းပြီးတော့ဒီမှာနေနေချက်ထွက်မှုတွေလုပ်နေရလဲရှိတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ပါကစ္စတန်ထောက်လိုင်းရေးတချို့ကဒီအဲ့ဘင်္ဂလားဒေ့ရှ်နေပြည်တော်မှာယောက်ျားရှိတဲ့ပြည်နှံနေပေးနေရဆိုတဲ့အားမျိုးလည်းရှိတယ်ဒီဘက်မှာဒီဘက်မှာအိန္ဒိယနဲ့နေပြည်တော် တောင်းဆိုနေတဲ့အားမျိုးရှိတယ်။ဒါတွေကိုခြုံကြည့်မယ်ဆိုရင်ကျွန်တော်တို့နိုင်ငံရဲ့အနေအထားကဘယ်ဘက်ကိုဦးတည်နေကြလဲကျွန်တော်တို့ဘယ်လိုပုံစံမျိုးဖြည့်ရှင်းရမလဲဒီအနေအထားတွေဒီဘင်္ဂလားဒေ့ရှ်ဒါရှိခ်ဟာစီနာနိုင်ငံကထွက်ပြေးသွားရတဲ့အချိန်မှာအဲ့ဒီပြောသွားတဲ့မိန့်ခွန်းတော့လည်းကျွန်တော်တို့တော်တော် shock ရပါတော့နော်တော်တော်အာအသင့်ဟိုနိုင်ငံကြီးတွေရဲ့ကစားကွက်တွေကတခါတလေမှာတရားဝင်နိုင်ငံရေး policy နိုင်ငံခြားရေး policy အကြောင်းဆောင်ရွက်တာတွေရှိတယ်လို့ကျွန်တော် deep state လို့ခေါ်တာပေါ့ ဲ့တော့နိုင်ငံတကာနိုင်ငံမှာကိုကြောက်ပေါ့ဒီတခြားနိုင်ငံတွေရဲ့ကိစ္စတွေမှာဝင်ရောက်ဆောင်ရွက်တဲ့ကိစ္စတွေအများကြီးရှိအဲ့တော့ဟိုကျွန်တော်တို့ဘာကောမလဲဟိုအမေရိကန်မှာလည်းနောက်မှပေါ်လာလို့ပြဿနာရှိတယ်လေကျွန်တော်တို့ဟိုဘာ contra အရှုပ်တော်ပေါ့ဆိုတော့တကယ်တော့ဟိုနိုင်ငံတရားဝင် policy နဲ့လုပ်တာမဟုတ်ဘူးသို့တော့အဲ့လိုမျိုးဟိုကိုပြောက်တွေပေါ့လက်ပြောက်လုပ်တဲ့ဟာတွေကလည်း အများကြီးရှိတယ်ဒါပြောတော့အဲ့တော့ရှေးရာစင်သာကိစ္စမှာကတော့ဘု து လက်ချက်လို့ကျွန်တော်မပြောနိုင်ဘူးနဲ့သူကလည်းလူပြူအစိုးရလို့ပဲပြောတာဘယ်အစိုးရလို့မပြောဘူးသို့တော့ကြောက်စရာကောင်းတာကဒီလူမျိုးပေါ်ပေါ်တင်တင်တောင်းဆိုတယ်ဒါနိုင်ငံတကာနိုင်ငံရဲ့ခေါင်းဆောင်ကနိုင်ငံတည်တခုအိုင်နာမှာလုပ်ချင်တယ်ခရစ်ယာန်နိုင်ငံတခုထူထောင်ချင်တယ်လို့ပြောတယ်ဆိုတာကိုအဲ့တော့ရှေးရာစင်သာကလည်းအကြောင်းမဲ့တော့ပြောတာမဟုတ်မဟုတ်တော့ဆိုတော့အဲ့ဒီလူမျိုးချိုးပန်းမှုတွေရှိနေတဲ့အချိန်မှာ ဲ့လားကျွန်တော်တို့နိုင်ငံရဲ့အခြေအနေနောက်ဒေတာတွင်းအခြေအနေဒီဘင်္ဂလားဒေ့ရှ်အပြောင်းလဲမှာပြောရရင်အိန္ဒိယကို၌လည်းတော်တော်လေးသူလဲဟိုတတိပြုတ်မိသွားတယ်အဲ့တော့ဒါကြောင့်မလို့ဒေတာတွင်းမှာဒီဟိုပေါ့အင်အားမျှကြီးတိဆောက်တဲ့ကိစ္စအအစ်စ်အစ်တွေပြက်လာဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံမှာလည်းအခုဒါဟလာရုရှားနဲ့ဆက်ဆံရေး တိုးမြင့်လာတဲ့ကိစ္စအပိုင်းများဆိုတာကအဲ့တော့ဒေတာအတွင်းအင်အားမျှကြီးအစ်စ်တကူဥတည်နေတယ်အဲ့တော့ဥတည်နေတဲ့အချိန်မှာနိုင်ငံတွင်းမှာပဋိပက္ခကြီးနေရင်ကျွန်တော်တို့နိုင်ငံငယ်လေးတွေဟာဟိုစကလုံးမရှိတဲ့အချုပ်ချာအာဏာတို့ပါလို့ဆိုတာကိုယ့်ကျွန်မကိုဖန်တီးနိုင်ခွင့်ပျောက်သွားလိမ့်မယ်အဲ့တော့ကျွန်တော်ကတခါတလေကြတော့ကျွန်တော်ကမျိုးချစ်စိတ်ဆိုတာကစကလုံးရပြောလို့မြေတကယ်တော့နိုင်ငံချစ်စိတ်ပေါ့ကျွန်တော်ဒီစကားကို တော်အင်္ဂလန်နိုင်ငံပေါ့ဒါလန်ဒန်ကိုရောက်တဲ့အချိန်မှာမြန်မာအဖွဲ့အစည်းပေါ့မြန်မာ community နဲ့တွေ့တော့အဲ့ဒီမှာဒါကျွန်တော်နာမည်တော့ထုတ်မပြောတော့ပါဘူးသင်ရှားတဲ့မိသားစုတစုပါပါပဲဟိုကိုကိုကြီးကိုကျွန်တော်တို့ကဖေးစားပါတယ်တောင်ထဲမှာကျွန်တော်တို့မလုပ်နိုင်ကြဘူးဆွန့်လွတ်တာကြီးအများကြီးလုပ်ခဲ့သို့တော်လည်းဟို nationalist ဆိုပြီးတော့တချို့ပြောဆိုနေကြတာလေဆွဆွဲနေကြတာလေရှိလို့သူကဒါလေးကိုတတိပေးခြင်းတယ်ဆိုတော့ကျွန်တော်ပြောခဲ့တာရှိတယ် ကျွန်တော်ဂုဏ်ယူပါတယ်လို့ကျွန်တော် nationalist လို့ပြောရင်ကျွန်တော်ဂုဏ်ယူတယ်ဟိုတကယ်တော့ကျွန်တော်ကစကားလုံးအနေနဲ့ပြောရင်ကျွန်တော်ဟို patriotic လို့ပြောချင်တယ်နိုင်ငံချစ်စိတ်ပေါ့နော်မျိုးချစ်စိတ်ဆိုတာအဲ့တော့နိုင်ငံချစ်စိတ်မရှိတဲ့နိုင်ငံရေးသမားဆိုရင်ကျွန်တော်ကအယုံကြည်မရှိဘူးလို့ကျွန်တော်အင်္ဂလန်မှာမွေးပြီးတော့အင်္ဂလန်နိုင်ငံရေးလုပ်ရင်ကျွန်တော်အင်္ဂလန်ချစ်စိတ်နဲ့ကျွန်တော်လုပ်မယ်အမေရိကန်မှာမွေးပြီးတော့အမေရိကန်နိုင်ငံသားတယောက်နဲ့ဖြစ်နေတယ် ်အမေရိကန်နိုင်ငံရေးကိုလုပ်ရင်အမေရိကန်နိုင်ငံချစ်စိတ်နဲ့လုပ်ရအောင်အဲ့တော့ဒါကြောင့်မလို့နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ဆိုတာနိုင်ငံရေးကောင်းဆောင်ပြောအတွက်အမြဲတမ်းအရေးကြီးတယ်အဲ့တော့အခုလည်းပဲကျွန်တော်နိုင်ငံချစ်စိတ်နဲ့ကျွန်တော်ပြောရမှာဆိုရင်နိုင်ငံမပြိုကွဲရေးနဲ့အခုပြဿနာတွေကြည့်ရတဲ့အကြောင်းရင်းဖြစ်တဲ့ဒန်းတူညီမကြီးဖက်ဒရယ်ကြီးကိစ္စကိုသူပြည်စည်းစည်းဆောင်ရွက်ဖို့လိုတယ်အဲ့ဒါဟိုအထူးသဖြင့်တော့အနာကိုစုပ်ကင်ထားတဲ့ ဒါတက်မတော်အနေနဲ့ကတော့တော်ဝန်အရှိဆုံးဖြစ်တယ်အဲ့တော့ကျွန်တော်တို့အမျိုးအမြင်ကြီးကြီးနဲ့တစ်ဖက်ကလည်းဒီလိုမျိုးဟလာဒီနိုင်ငံတကာအင်အားချိန်ခွင့်ညာအပြောင်းအလဲကမ္ဘာစနစ်အသစ်တစ်ခုကိုဥတည်သွားနေတဲ့အချိန်ကမ္ဘာစနစ်အဟောင်းကြီးပြိုကွဲနေတဲ့အချိန်မှာကျွန်တော်တို့နိုင်ငံဟာတကယ်ကိုအင်မတန်အန္တရာယ်ကြီးတဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့ရောက်နေတယ် เนาะအဲ့ဒါကိုကျွန်တော်တို့အားလုံးသတိပြုမိဖို့လိုတယ်လို့မြင်ပါတယ်ဒီဤတွင်းနိုင်ငံရေးအနေထားနဲ့ဒီဤပါနိုင်ငံရေးအခြေအနေကိုကြည့်လိုက်တဲ့အခါကျဤပါနိုင်ငံမှာဆိုကျွန်တော်တို့မြန်မာနိုင်ငံအိန္ဒိယနိုင်ငံတွေကအခုနေမြေအိစားတွေပြောလာပြီဆိုတော့เนาะအပြည်တွင်းလဲကိုကြည့်လိုက်ပြီဆိုရင်လည်းကျွန်တော်တို့ကတချို့အဖွဲ့တွေကတိတက်နိုင်ငံငယ်လေးတခုလိုမျိုးတွေဖြစ်နေရည်လည်းရှိနေရပါတော့เนาะအဲ့တော့ဒီတချို့ကြလဲ corporation ပုံစံမျိုးတွေတောင်းဆိုတာရှိရဖယ်ဖြတ်ကျော်လာတဲ့အားမျိုးတွေလည်းရှိတယ် အဲနောက်တစ်ခုကျတော့ကျွန်တော်တို့နိုင်ငံလွှဲလွှဲမှာဆိုတော့အခုပုံလိကလူမျိုးဆိုင်ရာလက်နက်ကိုင်ဆောင်ရွက်ဥပဒေတွေထုတ်လာပြီဒါတွေကပြည်ပနိုင်ငံတွေရဲ့ရင်းနှီးမြှုပ်နှံမှုကိုကာကွယ်ဖို့အတွက်ပြည်ပနိုင်ငံတွေရဲ့လက်နက်ကိုင်ဆောင်တဲ့အနေအထားတွေဖြစ်လာနိုင်တဲ့အနေအထားဆိုကျွန်တော်နိုင်ငံရဲ့အနေအထားရှုပ်ထွေးနေရှုပ်ထွေးနေတဲ့အချိန်မှာအင်ဂျင်နိုင်ငံတွေရဲ့နေနေတောင်းဆိုမှုတွေနိုင်ငံပြပေါ်ထွန်းပိတ်ဆာတွေပါပြီးဆွံ့ပြောလာတယ်ဆိုတော့အဲကြောဒါကြီးကိုကျွန်တော်တို့ကမဖြေရှင်းနိုင်တော့ဘူးဆိုရင်ဘယ်လိုပုံစံဖြစ်သွားမလဲဖြေရှင်းဖို့ဆိုရင်တော့ကျွန်တော်တို့ကဘယ်လိုပုံစံမျိုးစူးစမ်းဖို့လိုအပ်မလဲ ဘလူကင်ွယ်ဖြည့်ရှင်းရပရိပကဖြစ်တဲ့ဘဲအတီးတီးကတရေသေးသေးစုတ်ကင်ထားမယ်ဆိုရင်တော့အချိန်လေးရပိုဆိုးတယ်ဆိုသွားမှာအဲဒါကြောင့်မလို့ဟိုအချုပ်ပြောရရင်2008ဖွဲ့စည်းပုံကိုစုတ်ကင်ထားတဲ့အဲဒါတတ်မတော်ပေါ့အဲတော့တစ်ဖက်က2008ဖွဲ့စည်းပုံကိုဖြတ်သိမ်းပြီးတော့အသစ်ဆွဲရမယ်ဆိုတဲ့ဒီဘက်ကအင်အားစုလေးပေါ့ဆိုတော့အဲ့ဒါထဲမှာဒါကျွန်တော်တို့ချင်းကပ်နေတာကတော့2008ဖွဲ့စည်းပုံကိုဒီတိုင်းစုတ်ကင်ထားတာကတော့ဘလို့နည်းနဲ့မှမပြည့်နိုင်ဘူးအဲ့တော့ ထိရောက်တဲ့ပြည်ပြင်ပြောင်းလဲမှုတွေလုံးမှာပြတ်အဲ့တော့ပြည်ပြင်ပြောင်းလဲမှုဆိုတာကလည်းတထိုင်တည်းနဲ့ပြီးမှာတော့မဟုတ်ဘူးအဲ့တော့ single single ကျွန်တော်တို့ကအဲ့တော့ပို၍ပို၍ကောင်းမွန်တဲ့ပြည်ပြင်ပြောင်းလဲမှုတွေလုံးမှာဖြစ်မယ်ဆိုတဲ့အထိုင်ပေါ်ကနေပြီးတော့ကျွန်တော်တို့စူးစမ်းတာဖြစ်ပါတော့ဆိုတခါတလေမှာဒီလောက်ဗီယိုဘရက်ဖြစ်နေတဲ့အချိန်မှာပြန်စူးစိဖို့တို့ကခြိတိုင်တော့လိုတယ်တော့ပုံနဲ့တိုင်တစ်ခုလိုတယ်အဲ့တော့ပုံနဲ့တိုင်မရှိဘဲနဲ့ခြိတိုင်မရှိဘဲနဲ့အာအလုံးတိုင်ပြီးစကားပြောလိုက်အာလုံးပါဝင်ပြီးဆွေးနွေးလိုက်ရင်ပြီးသွားမှာပဲဆိုတာမျိုးပါ လက်တွေ့မှာလွယ်လွယ်ကူကူနဲ့အဲ့ဒါတော့ပြောလို့မရအောင်အဲ့တော့အခုပဲဟလာတက်ကဆုံဆုံချုံသွားတဲ့နေမြေဒီမှာကိုတိုင်းရင်းသားအချင်းချင်းပဲနေမြေလူတာပြီးပြိပကဖြစ်တာတွေကျွန်တော်တော့ရောက်ကြုံနေရအဲ့တော့တချို့ဟာတွေမှာကြတော့တချို့တိုင်းရင်းသားတွေကလက်ရှိစစ်တပ်နဲ့ဖြစ်နေတဲ့အကြက်တဲကြောင့်မို့လို့မျိုးသိပ်ထားတာလို့ဟလာကျွန်တော်တို့ဟိုဖုံးကွယ်ထားတာလို့ရှိပေမဲ့ဒီတိုင်းရင်းသားအခြေခံပေါ့ ဆိုတော့ကျွန်တော်တို့ကဒီမိုကရေစီကိုသွားတဲ့အခါမှာဒီမိုကရေစီအတွက်အန္တရာယ်ကနှစ်ပိုင်းရှိတယ်တစ်ခုကတော့လူမျိုးကြီးဝါဒပေါ့တစ်ခုကတော့ဒီလူမျိုးငယ်တွေပေါ့ pretty tribe တွေပေါ့မျိုးနွယ်စုတွေအဲတခါတည်းဟိုအားကောင်းလာတဲ့ကိစ္စဟာလည်းဒါဒီမိုကရေစီအတွက်အန္တရာယ်ရှိအဲတော့ဒီမိုကရေစီမှာ tribalism မှာလည်းအန္တရာယ်ရှိတယ်နောက်တစ်ခုကတော့ဟလာငါမငါဆိုတဲ့ဒီလူမျိုးကြီးဝါဒပေါ့နော်ဆိုတော့အဲဒါ chauvinism ပေါ့နော်ဒါကလည်းအန္တရာယ်ရှိဆိုတော့အဲ့တော့ကိုမြတ်မြတ်တက်တာလုပ်ဖို့ကိစ္စမှာသွေးပူပြီးတော့ ျွန်တော်တို့ဟာလာကိုယ်အယူဆမှာကိုယ်အမှန်ဆိုပြီးလုပ်နေရင်တော့အားလုံးတို့ပါရောက်အဲ့တော့ကိုပြောရရင်တော့ကိုဂျားဂျားစားသွားတယ်ဂျားတွေကအမျက်ထုတ်သွားတယ်အဲ့တော့တကယ်တကယ်ကကျွန်တော်တို့ကဒီမိုကရေစီကိုပြန်ပြန်သွားကျင်တယ်ဆိုရင်လက်နေနေရတော့ဒရာဒလန်တန်ကလန်ပဲအဲ့တော့ဒီစစ်တပ်ကနိုင်ငံရေးထဲမှာလွှမ်းမိုးနေတဲ့ဟာကအန္တရာယ်ရှိတယ်လို့ဂန်နက်ကိုင်တပ်ဖွဲ့တွေနဲ့နေမြသိမ်းတဲ့ကိစ္စဟာလည်းအန္တရာယ်ရှိတယ်အဲ့ဒီဒေသတွေအားလုံးမှာဒီမိုကရေစီမဖြစ်နိုင်ဘူး တော့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာအောင်လောလောဆယ်မှာကကျွန်တော်တို့ပြောကျွန်တော်တို့လည်းဝေဖန်နေတာပဲဟာလာစစ်တပ်ကနိုင်ငံရေးမှာပါဝင်နေတယ်ဟုတ်တယ်အခုအချိန်နေမှာကတော့ဒီအချက်တဲကစစ်တပ်နဲ့တွဲပြီးတော့ပဲထွက်လာနောက်တစ်ပြေးပြေးနဲ့စစ်တပ်ကိုနိုင်ငံရေးကနေရှော့ဖို့တော်ဖို့ကိစ္စကတပြေးပြေးချင်းအချိန်ယူပြီးလုပ်ရမယ်လောလောဆယ်မှာကတော့တည်ငြိမ်ရေးနဲ့ပြည်နယ်စုစည်းရေးကိစ္စမှာကျွန်တော်တို့နိုင်ငံရေးလမ်းကြောင်းနဲ့အဓိကသွားမယ်လို့ကျွန်တော်တို့မြင်တယ် ဲ့တော့နိုင်ငံသားလည်းနဲ့ကင်လေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့နိုင်ငံရေးအရာပဲဆက်ပြီးတော့စကားပြောအောင်ပါပဲ။ဟိုဒါရွေးကောက်ပွဲကိစ္စပေါ်လာလို့ရွေးကောက်ပွဲပြီးသွားရင်တွဲဆောင်ဆွေးနွေးမှုတွေကပိုပြီးတော့အမှုစိတ်လာနိုင်မယ်လို့ကျွန်တော်တို့မြင်တယ်။အဲ့တော့ပြည်ပြင်ပြောင်းလဲမှုတွေကိုပိုပြီးတော့ကျွန်တော်တို့တွန်းအားပေးရမယ်လို့မြင်ပါတယ်။ကျွန်တော်နောက်ဆုံးမေးချင်တာပေါ့လေအခုကျွန်တော်တို့နိုင်ငံရဲ့အချက်တဲကိုကျွန်တော်တို့ကရုပ်ောက်ပွဲကျင်းပပြီးတော့ကြော်လွားဖို့စဉ်းစားချက်တွေရှိကြရပေါ့နော်အမှန်တကယ်တစ်ခါမှပြန်ကြည့်တော့ရုပ်ောက်ပွဲကလည်းအခုချိန်ကြီးရေရာတေချာမှုမရှိဘဲနဲ့ဆန်တော်ဝါဖြစ်နေ ကျင်းပမှာလားမကျင်းပဘူးလားဆိုတဲ့အနေအထားကြီးပဲဖြစ်နေတယ်။တကယ်လို့ကျင်းပခဲ့ရင်လည်းလက်ရှိတိုင်းသားတွေရဲ့ရထားတဲ့မြေကြီးအနေအထားတွေနဲ့သူတို့ရဲ့အင်အားတိစောက်ထားပုံတွေနဲ့ဆိုဖယ်တွေတဲ့ကြော်လွင်ပြီးတောင်းဆိုခဲ့မယ်ဆိုရင်ဒီအချင်းချင်းကြီးကဘလောက်ထိဆက်သွားနိုင်တယ်လို့ပြောနော်။ဘလိုပုံစံမျိုးနဲ့ချင်းကပ်ထားတဲ့လက်ရှိရုပ်ောက်ပွဲမဖြစ်သေးသည့်တိုင်အောင်ဘလိုပုံစံမျိုးချင်းကပ်ထားတဲ့လဲရုပ်ောက်ပွဲအလွန်ကာလဆိုရင်တော့ဘလိုပုံစံမျိုးကျွန်တော်ချင်းကပ်တဲ့လဲတကယ်တော့ ဟိုစစ်တိုက်တာတိုက်တာပဲဆွေးနွေးတာဆွေးနွေးတာပဲဒါနိုင်ငံတကာမှာလည်းတိုက်ရင်းနဲ့ဆွေးနွေးနေကြတယ်အဲ့တော့ဒါကြောင့်မလို့အဲ့တော့ဆွေးနွေးလမ်းကြောင်းကတော့ဒါအများဆုံးဖွင့်ထားတဲ့အဲ့တော့နောက်တစ်ခုကတော့ဒီဘက်ကကျွန်တော်တို့နိုင်ငံရေးရပြည်ပြောင်းလောင်းလဲမှုစလုပ်လို့ရတဲ့နေရာတွေပေါ့ဟလာပြည်ပကမနေတဲ့နေရာတွေမှာကျွန်တော်တို့ကဒီတင်းငင်ရေးတရားဥပဒေစိုးမိုးရေးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တေချာပြန်ပြီးတော့တိစောက်ဖို့လုပ်ဆိုတော့အဲ့ဒီကနေပြီးတော့မှတပြည့်ပြည့်နဲ့လောလောဆယ် ဒါလက်နက်ကင်လွှမ်းမိုးမှုဖြစ်နေတဲ့နေရာတွေနဲ့ပတ်သက်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေကတော့အခုလည်းလုပ်နေရပါဘူးလုပ်တယ်လုပ်တယ်နော်အဲ့တော့ရုပ်တော်ပွဲပြီးတော့လည်းဆက်လုပ်နေရပါပဲအဲ့တော့လုပ်ပြီးတော့တခုတော့ရှိတယ်အဲ့တော့နိုင်ငံလက်နက်ကင်တွေဘက်ကလည်းအဲ့ဒီနေရာတွေမှာဟလာချင်းချောင်းမှုဖျားပေးမှုမပါဘဲနဲ့လွတ်လပ်တဲ့ရုပ်တော်ပွဲတွေလုပ်နိုင်သလားလူမှုစန္ဒခံယူပွဲတွေလုပ်နိုင်သလားအခုတချို့ဆိုကျွန်တော်တို့ကြားနေရတယ်ဒီလိုမျိုးနဲ့လူမျိုးရေးပုံစံတွေဖြစ်လာရင်ကျွန်တော်ပိုပြီးရှုပ်ထွေးလာတယ် ဥပမာဖြင့်ဟလာကျွန်တော်တို့ဟိုတချို့နေရာတွေမှာဗမာအိမ်တွေကိုဖယ်ခိုင်းတာလို့ရွှေ့ခိုင်းတာလို့ပြောလို့ပြောဆိုတော့တကယ်ကဟလာကျွန်တော်တို့ဟိုပစည်းပုံခြေခံဥပဒေအရပြောပြောနိုင်ငံသားအခွင့်အရေးအရပြောပြောဒါနိုင်ငံတော်ဝန်မှာလွတ်လပ်စွာအခြေချနေတိုင်းမရှိအဲ့တော့ဟိုရန်ကုန်မှာလာနေတဲ့တိုင်းရင်းသားပေါင်းစုံရှိတကယ်ကတော့ရန်ကုန်ဒီပြည်တော်စုလေးတစ်ခုဖြစ်နေတယ်အဲ့တော့ဟိုဒေသမှာရှိတဲ့တိုင်းဗမာတွေကိုနှင်ထုတ်မယ်ဗမာတွေကလိုလိုပြန်လို့မယ် ဟလာဆိုလိုတာကအစရှိတဲ့ပြင်နေတာအပြန်လန်နေပြစ်လာရင်ကျွန်တော်တို့ဟလာအမြဲတမ်းကြောင်းတဲ့တယောက်ဟလာဟိုဘက်ရင်ဒီဘက်ရင်ဟင်းခွက်ပေးနေတဲ့လူတွေပါအကုန်လုံးတခါတည်းဟိုနေရာတိုင်းရောက်ခက်ကုန်ဆိုတော့ဒါကြောင့်မလို့ဟိုလူမျိုးအခြေပြုတဲ့ပဋိပက္ခပေါ့နော်အငင်းပွားမှုမျိုးမဖြစ်အောင်ဖြူဆိုင်ဖို့လိုတယ်နောက်တစ်ခုကဖြစ်နေတဲ့ကိစ္စမှာတာမန်ပြည်သူတွေပေါ့ဟလာဗမာတွေရောဟလာကချင်တွေရောရှမ်းတွေရောသူတို့ကဘာစိုးပြတ်ခွင့်မှရှိတဲ့သူတွေမဟုတ်ဘူး ဖြစ်နေတာကခေါင်းဆောင်ပိုင်းအသီးသီးရဲ့စိုးပြက်ချက်တွေကိုရောပြီးတော့ဟိုလာကျွန်တော်တို့ခုနကတရုတ်တို့အိန္ဒိယတို့ကိစ္စပြောရင်လေဒေတာရဲ့ပြဿနာလားနိုင်ငံရဲ့ပြဿနာလားအစိတ်ပိုင်းရဲ့ပြဿနာကတစ်ခုလုံးရဲ့ပြဿနာကျွန်တော်တို့အဲ့လိုခွဲပြီးတော့ကြည့်ဖို့လိုတယ်အဲ့လိုမျိုးပဲနဲ့အစိတ်ပိုင်းတွေရဲ့ပြဿနာကိုတစ်ခုလုံးဖြစ်နေကောက်ချက်ချပြီးတော့ဂိုင်တွယ်တဲ့အခါမှာပြဿနာရှင်းလို့မရတော့ဘူးအဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ဒါစစ်တပ်ထဲမှာဆိုရင်လည်းကျွန်တော်တို့ ነ ထိဆက်နေတဲ့သူတွေအများကြီးရှိတာပဲ ဟုတ်လားလက်ရှိအခြေအနေကြီးကိုမကြိုက်တဲ့စစ်တပ်ရဲ့အစိတ်အပိုင်းအများကြီးရှိတယ်။တဘောဟိုလူတွေဖြစ်နေတဲ့အတွက်ကြောင့်ဟိုအမိတ်နဲ့လုတ်တယ်ဆိုတာတောင်မှတဘောတွေတော့အမိတ်ရတာလုတ်နေရမယ်။ဟုတ်လားသူတို့စိတ်ထဲမှာတီးကြဆုံးဖြတ်ချက်တွေတီးကြသဘောထားတွေရှိတယ်။ဒါကြောင့်မို့လို့လေဒါပြီးခဲ့တဲ့ရွေးကောက်ပွဲကာလဒီမှာတက်နေမြေဒီမှာဒီမိုကရေစီဘက်ကအနံ့ရခဲ့တာတွေဒါအထင်ရှားပဲ။ ို့တော့အနိုင်ရပြီးတဲ့အခါမှာအဲ့ဒီအနိုင်ရတဲ့ရလက်ကိုဟိုတတ်တတ်ရရကင်တွယ်နိုင်ဖို့လို့တကယ်တော့ဟလာဟိုလက်နက်ကင်ရဲ့ဖွဲ့စည်းတွေတဲမှာလည်းပြုပြင်ပြောင်းလဲမှုလိုချင်တဲ့အင်အားစုတွေအများကြီးရှိတယ်အဲ့တော့ရွေးကောက်ပွဲမဲရပြီးတဲ့အခါကျတော့ဟလာဟိုကိုထင်ရဆိုင်တာပေါ့ဗျာကိုသဘောနဲ့ကိုလျှောက်လုံနေရင်တော့ထောက်ခံပြီးသားလူတွေပါဆုံးရှုံးတာပေါ့နော်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ ဟိုအမျှော်မြင်ကြီးဖို့လိုတယ်တည်တည်မှုမှုနဲ့ကင်တွယ်ဖို့လိုတယ်လို့မြင်ပါ